တ်ဆန်3000နဲ့အရတာကောင်းကောင်းဈေးတန်တန်းကဘာကျော်စားကြမယ်။ငွေ3000နဲ့ဆိုရင်မဲ့အဲ့ဒီမှာအမဲသားတွေလည်းပါတယ်။ခေါက်ဆွဲဆိုရင်လည်းဆိုင်ရှင်ကိုယ်တိုင်လှုပ်ထားတာ။ခေါက်ဆွဲသားကတော်တော်လေးဤတယ်။ဒီပါတဲ့ portion ကလည်းမဆိုးဘူး။ဒီအစားများတဲ့သူတော်မှကောင်းကောင်းဘိုက်ဝစီမှာဖြစ်ပါတယ်။ဒီဆိုင်မှာကကဘာကျော်ကိုခေါက်ဆွဲကဘာ၊ထမင်းကဘာ၊ထမင်းကျော်၊ချနာပဲသုံးအမဲသားခပတ်တွေလည်းရပါတယ်။ဆိုင်ရှင်ကခေါက်ဆွဲဆိုရင်လေ ready made ခေါက်ဆွဲကိုလုံးဝမသုံးမဲနဲ့သူကိုယ်တိုင်လုပ်ထားတာပါ မဆလာဆိုရင်လည်းကိုယ်တိုင်ကြိတ်ထားတာပါခောက်ဆွဲကဘာမှာကျက်တော်နီငရုတ်သီးစိမ်းခရမ်းကျင်သီးခင်းခတ်အမွေးဆိုင်ရင်ထည့်ပြီးတော့မဆလာနဲ့မှုမွေးလေးနဲ့ကြော်ထားတာဖြစ်ပါတယ်ထမင်းကဘာကြတော့ထမင်းနဲ့ခောက်ဆွဲနဲ့ကိုရောကြော်တာပါထမင်းနဲ့ခေါက်ဆွဲနဲ့ဘလို့ကြီးတော့စားကောင်းပါမလားဆိုရင်တော့အရသာအရန်မိုက်ပါတယ်မှုေးပြီးတော့ဤလဲမဤဘူးဒီပကံနဲ့ဒီလိုမျိုးအပြည့်ကြီးကိုမှ3000လေးဆိုတော့အရန်ပဲတန်ပါတယ်ပြီးတော့ကဘာကြော်ကိုအမဲသားနဲ့မစားခြင်းဘူးဆိုရင်လည်းစက်သားနဲ့ကြော်ပေးပါတယ် အမဲသားခပတ်လဲရပါတယ်။လဝဲ9000ဆိုရင်ချမင်းနဲ့လူနှစ်ယောက်တော့ကောင်းကောင်းလေးစားလို့ရပါတယ်။ဆိုင်လေးက123လမ်းမင်္ဂလာတောင်ရွံ့မြို့နယ်မှာပါ။မနက်7:00နာရီလောက်ကနေည7:00နာရီလောက်ထိဖွင့်ပါတယ်။ကဘာကျော်မစားဘူးသေးတဲ့သူတွေလည်း try ကြည့်သင့်တယ်လို့ဈေးတင်ပြီးတော့အရသာကောင်းတဲ့ကဘာကျော်ကောင်းကောင်းလေးကိုရှာနေသူတွေအတွက်လည်းဒီဆိုင်လေးမှာသွားစားကြည့်ပါလို့ recommend ပေးချင်ပါတယ်။အော်ပြီးတော့မှာစားလို့လည်းရပါတယ်နော်။ဖုန်းနံပါတ်လေးပါပါရရှင်။ 那声音，阿龙们，再见。